ာသင်ကျောင်းတွေမှာတော့သင်ချာနဲ့တမိုင်းကိုသင်ပေးခဲ့တယ်။ဒါပေမဲ့ဘောမှာအရင်အရေးကြီးတဲ့အသက်ပညာ၃ခုကိုတော့မသင်ပေးခဲ့ဘူး။တခုကစိတ်ခံစားမှုကိုထင်ထုတ်တတ်ရမယ်။ဘောမှာပြန်ဆိုင်မှုတွေနဲ့ကြုံလာတဲ့အခါကိုယ့်ရဲ့စိတ်ခံစားမှုကိုကောင်းကောင်းထင်ထုတ်နိုင်စွမ်းရှိတဲ့လူကတော့အနိုင်ရတယ်။နောက်တစ်ခုကလူတွေနဲ့ပြောဆိုဆက်ဆံတတ်ဖို့ခမည်းရဲ့စိတ်နဲ့တဘောတာယူတာပူလင်မှုထက်စကားကိုပပနဲ့နဲ့ရင်ရင်ကြည်ကြည်ပြောဆိုတတ်ဖို့ကပိုပြီးတော့အရေးကြီးပါတယ်။ ောက်ဆုံးတစ်ခုကငွေကိုကောက်ကောက်စီမံကပ်ကွက်တက်ရတယ်။ခမရပေါ်မှာငွေကိုဘယ်လိုရှာဖွေမလဲ။ပြီးရင်ရလာတဲ့ငွေတွေကိုတဲနေရမှာရင်းနှီးမြှောင်းနိုင်မယ်။အတုံးစေးတွေကိုဘယ်လိုခြေထားမလဲ။စသဖြင့်ငွေကြေးကိုကောက်ကောက်စီမံကပ်ကွက်တက်ဖို့လိုအပ်ပါတယ်။ခမဘဝက90ရာခိုင်နှုန်းလို့လူတွေမအောင်မြင်ရတဲ့အကြောင်းရင်းကဒီအရာတွေကိုမလေးလာခဲ့လို့ပဲဖြစ်ပါတယ်။ဒါကြောင့်ဘယ်စာတင်ကြောင်းကမှမတင်ကြပေးခဲ့တဲ့ဒီအကြောင်းအရာ၃ခုကိုဒီကနေ့ပဲစတင်လေ့လာလိုက်ပါ။ အနာဂတ်ခမရကိုကျေးဇူးတင်ပါလိမ့်မယ်